မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာ ဆိုရင်တော့ Microsoft Word ဖိုင်ကနေပြီးတော့ဓာတ်ပုံဖိုင်အဖြစ်အလွယ်ကူဆုံးပြောင်းလို့ရနိုင်တဲ့နည်းလမ်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရအတွက် Microsoft Word software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ Microsoft Word software ဖွင့်လာပြီဆိုရင်တော့ကိုစာစီစာရေးပြုလုပ်ထားတဲ့ဓာတ်ပုံဖိုင်အဖြစ်ပြောင်းလဲခြင်းတဲ့ဖိုင်လေးကိုတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ ကျွန်တော်ကတော့ဒီမှာရွှေထီတော်တင်အောင်ဝဲစင်ဆိုတော့ဒီရက်ကျွန်တော်တို့ကဗျာလေးကိုတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ဒီမှာဆိုရင်ကျွန်တော်တို့ကဒီရက်စာလေးက Microsoft Word နဲ့ကျွန်တော်တို့ကစာစီစာရဲ့ပြုလုပ်ထားတဲ့အတွက်အခြားသူတွေကိုကျွန်တော်တို့ဓာတ်ပုံလေးအဖြစ်ကျွန်တော်တို့သိမ့်ပြီးတော့မှကျွန်တော်တို့ပို့ချင်တဲ့အခါမျိုးမှာဆိုရင် Microsoft Word ဖိုင်အနေပြီးတော့မှဓာတ်ပုံဖိုင်အဖြစ်အလွယ်ကူဆုံးပြောင်းလို့ရနိုင်တဲ့နီလန်းလေးတွေရှိပါတယ်။ဒီတော့ပြောင်းလို့ရတဲ့နီလန်းတွေအများကြီးတင်ကနေပြီးတော့အလွယ်ကူဆုံးနဲ့ပြောင်းလို့ရနိုင်တဲ့ နီလန်လေးနှစ်ခုကိုကျွန်တော်ဒီသင်ခန်းစာမှာမျှဝေပေးသွားမှာဖြစ်ပါတယ်။ပထမတစ်ခုကတော့ကျွန်တော်တို့ကိုစာစီစာရဲ့ပြုလုပ်ထားတဲ့စာတွေကို control ရဲ့ a နဲ့ပြီးတော့မှကျွန်တော်တို့ select all လေးပေးလိုက်ပါမယ်။ control နဲ့ a နဲ့ကိုနှိပ်ပြီးတော့ select all ပေးပြီးသွားပြီဆိုရင်တော့ home tab ထဲကနေပြီးတော့မှ clipboard group ထဲမှာကျွန်တော်တို့ cut ဆိုတာလေးရှိပါတယ်။ဒါလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါမယ်။ကလောက်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာစာတွေကလုံးဝကျွန်တော်တို့ပြောက်သွားမှာဖြစ်ပါတယ် ဒီကနေပြီးတော့ကတ်မလို့ခြင်းမှုဆိုရင်လေကီးဘုတ်ကနေပြီးတော့မှ control နဲ့ x ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ကတ်လုပ်လို့ရပါတယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ပေ့ပြန်ချဖို့ရာအတွက် home tab ထဲကနေပြီးတော့ပေ့ဆိုတဲ့နေရာလေးမှာသူ့ရဲ့အောက်မှာရှိနေတဲ့ down arrow key လေးကိုတစ်ချက်လောက်နှိပ်မယ်ဒီထက်ကနေပြီးတော့မှကျွန်တော်တို့ကပေ့ချဆိုတဲ့ဒီကကျွန်တော်တို့ပေ့ချလိုက်ရတယ်ဒါလေးကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်တပ်ပုံအဖြစ်ကျွန်တော်တို့ကပြင်ပြန်ချမှာပေါ့နော်အဲ့တော့သူ့ကိုတစ်ချက်လောက်နှိပ်လိုက်တာနဲ့တပြိုင်တည်း ကျွန်တော်တို့ DSR တွေကစာသားအနေနဲ့မဟုတ်တော့ဘဲနဲ့ဓာတ်ပုံအဖြစ်ကျွန်တော်တို့ပြောင်းသွားတာကိုတွေ့ရပါလိမ့်မယ်အခုလောလောဆယ် DSR တွေကကျွန်တော်တို့နေရာတွေရွှေ့လို့ရမှာမဟုတ်ပါဘူးဒါကြောင့်ဆက်လက်လေးပြထားပြီးတော့မှ layout option ဆိုတဲ့ tab ကိုဝင်မယ် in front order ကိုကျွန်တော်တို့ရွေးလိုက်ပါမယ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့စာရွက်ထဲမှာအနှဲငယ်ကျွန်တော်တို့ပြန်ပြီးတော့မှချိန်ပေးလိုက်ပါမယ်ကိုယ့်ရဲ့စိတ်တိုင်းကြလေးကျွန်တော်တို့ချိန်ပြီးသွားပြီဆိုရင်တော့ ကျွန်တော်တို့ဒီမှာစာရွက်ရဲ့အလဲကောင်စင်တာကိုမကြနေတာဖြစ်တဲ့အတွက် picture format ဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်မယ် array ဆိုတဲ့ထဲကနေပြီးတော့မှဒီမှာကျွန်တော်တို့ align center ကိုနှိပ်ပြီးတော့စာရွက်ရဲ့အလဲကောင်စင်တာကိုခြေလိုက်ပါမယ်ဒီထဲကနေပြီးတော့မှ align middle ဆိုတာလေးကိုယူပြီးတော့စာရွက်ရဲ့ကျွန်တော်တို့အလဲကောင်စင်တာလေးကိုချိန်ပေးလိုက်လို့ရပါတယ်ကိုယ့်ရဲ့စိတ်တန်းကြလေးရသွားပြီဆိုရင်တော့ဒီကကျွန်တော်တို့ copy paste လောက်ထားတဲ့ပုံလေးပေါ်မှာဆက်လက်ပေးမယ် ် right click လေးနှိပ်ပြီးတော့မှကျွန်တော်တို့ဒီမှာ save app picture ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်လောက်နှိပ်ပေးရပါမယ်နှိပ်ပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာကိုယ့်ရဲ့ computer ထဲမှာဒီပုံလေးကိုဘယ်နေရာမှာတင်ချင်တာလဲကိုယ်တင်ချင်တဲ့ file လမ်းကြောင်းလေးကိုကျွန်တော်တို့ရွေးပေးရပါမယ်ကျွန်တော်ကတော့ဒီမှာ data ဒီရဲ့နေပြီးတော့မှ design post ဆိုတဲ့အထဲမှာတင်လိုက်ပါမယ်ဟောဒီရဲ့နေရာလေးမှာပဲကျွန်တော်တို့အပြင်မှာတင်လိုက်မယ် file number လေးကိုတော့ picture 1ဆိုတာလေးပဲထားခဲ့လိုက်ပါမယ် စရတိုက်ဆိုတဲ့နေရာလေးမှာ portable network graphics ဆိုတဲ့ png format ကြီးဝင်နေပါတယ်ကျွန်တော်တို့ဒီရဲ့နေရာလေးမှာ jpg ဆိုတဲ့ဒီရဲ့ jpeg format လေးကိုရွေးပေးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဒီအောက်မှာရှိနေတဲ့စိတ်စွာလေးကိုနှိပ်ပေးလိုက်ပါမယ်အခုဒါဆိုရင်တော့ကျွန်တော်တို့ဒီရဲ့ဓာတ်ပုံလေးကို microsoft word file နဲ့ပြီးတော့ဓာတ်ပုံဖိုင်အဖြစ်ကျွန်တော်တို့အလွယ်ကူဆုံးနဲ့ပြောင်းလို့ရသွားပြီဖြစ်ပါတယ်ကျွန်တော်တို့ပြောင်းထားတဲ့ပုံလေးကိုတခြားလောက်သွားပြီးတော့ဖွင့်ကြည့်လိုက်ပါမယ်ကျွန်တော်တို့ကဘယ်နေရာမှာသိမ်းခဲ့လဲဆိုရင်တော့ data ဒီထဲနေပြီးတော့ design ပို့ဆိုတဲ့အထဲမှာကျွန်တော်အဆောင်းသားကပုံလေးသိခဲ့ပါတယ်ကျွန်တော်တို့သိထားခဲ့တဲ့ file name လေးက picture 1ဆိုတာလေးနဲ့ပါဒီပုံလေးကိုကျွန်တော်တို့ကတစ်ချက်လောက်ဖြန့်ကြည့်လိုက်တယ်ဆိုရဲ့เนาะဟောကျွန်တော်တို့ဒီမှာဓာတ်ပုံလေးအဖြစ်သူက auto သိမ့်ပေးသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ပထမနီလန်းလေးဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ဒီမှာဆိုရင် copy လုပ်ပြီးတော့မှဓာတ်ပုံအဖြစ်ပြေးချခဲ့တာဖြစ်တဲ့အတွက် ဒီအချိန်နေမှကျွန်တော်တို့ကစာရီယူပြန်ပြီးတော့ပြင်ချင်ပါလေဆိုရင်တော့ပြင်လို့ရမှာမဟုတ်တော့ပါဘူးဒါကြောင့်ကျွန်တော်တို့က control z လေးကိုနှိပ်ပြီးတော့နောက်ကိုကျွန်တော်တို့ကပြန်ဆုပ်ခဲ့လိုက်ပါမယ် control z ကိုကျွန်တော်တို့နှိပ်မယ်ကိုပေးမချခင်အနေထားရှိကျွန်တော်တို့ပြန်ပြီးတော့မှဆုပ်ပေးလိုက်ပါမယ်အခုလိုပုံစံလေးပြီးသွားပြီဆိုရင်တော့နောက်ထပ်ကျွန်တော်တို့ Microsoft Word file နှိပ်ပြီးတော့ဓာတ်ပုံဖန်အဖြစ်အလွယ်ကူဆုံးနဲ့ပြောင်းလို့ရနိုင်တဲ့ဒုတိယနည်းလမ်းလေးရတော့ ကျွန်တော်တို့ကွန်ပျူတာကို screenshot ရိုက်ပြီးတော့အလွယ်တကူပြောင်းလို့ရတဲ့နီလန်းလေးဖြစ်ပါတယ်ကွန်ပျူတာကို screenshot ရိုက်ချင်တဲ့ဆိုရင်တော့ keyboard ကနေပြီးတော့ window logo နဲ့ရှစ်နယ်ကိုလက်ကဖိထားပြီးတော့ s ကို detail နှိပ်လိုက်ပါမယ် window ရှစ် s ကိုနှိပ်လိုက်တာနဲ့တပြိုင်နက်အခုလိုမျိုး screenshot ရိုက်လို့ရတဲ့ပေါက်လေးကျလာပါလိမ့်မယ်ကျွန်တော်တို့က DS စာသားလေးတွေကိုတပ်ပုံအဖြစ်သိမ်းကျင်တာဖြစ်တဲ့အတွက်ကိုလိုချင်တဲ့နေရာလေးတွေကိုအခုလိုမျိုးလေးမောင်းနဲ့ဖိပြီးတော့မှဆွဲလိုက်ပါမယ် ကိုယ့်ရဲ့စိတ်တိုင်းကြအနေထားလေးရပြီဆိုရင်တော့မောက်ကိုလွတ်လိုက်တာနဲ့တပြိုင်တည်းသူကကွန်ပျူတာရဲ့စကရင်မျက်နှာပြင်ကိုကျွန်တော်တို့တက်ပုံရိုက်ပေးသွားမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့တက်လာတဲ့ပုံလေးကိုကလစ်တစ်ချက်လောက်နှိပ်လိုက်မယ်။ဟောဒီရဲ့ပုံလေးကိုကျွန်တော်တို့စိတ်မှာဖြစ်တဲ့အတွက် control နဲ့ s ကိုနှိပ်ပြီးတော့မှကျွန်တော်တို့စိတ်လိုက်ပါမယ်။အစောနာလိုပဲကျွန်တော်တို့ဘယ်နေရာမှာသိမ့်ကျလဲကိုသိမ့်ကျတဲ့ file လမ်းကြောင်းလေးကိုရွေးပြီးတော့မှကျွန်တော်တို့သိမ့်ခဲ့ပေးလိုက်လို့ရပါတယ်။ဒါကတော့ကျွန်တော်တို့ Microsoft Word နေပြီးတော့ ဓာတ်ပုံဖန်အဖြစ်အလွယ်ကူဆုံးပြောင်းလို့ရနိုင်တဲ့နီလန်လေးနှစ်ခုဖြစ်ပါတယ်။အားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်။ကိုကိုရိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။အကယ်၍ကိုကိုရိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်း ကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်အကယ်၍ကိုကိုတိုင်းလေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ် Microsoft Fire နဲ့ပြီးတော့ဓာတ်ပုံဖိုင်အဖြစ်အလွယ်တကူနဲ့ပြောင်းလဲတတ် နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ Diwani Dan ဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကိုဘသူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော် ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲ ရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ